လူဆိုတာဟာကြောင်းနေကြတာချင်းတူတူပင်ဖြစ်တော်လဲပဲအရေးချင်းချင်းကွာကြတယ်အရေးချင်းကွာကြသည့်အတွက်ကြောင်းအောင်မြင်မှုချင်းလည်းပဲကွဲကွဲပြားချလာစီးပွားလုံးကြတာချင်းတူတယ်သို့တော်စီးပွားချမ်းသာရရှိမှုချင်းကကွဲပြားသွားတယ်ဒါဟာသဘာဝအရာအရေးချင်းချင်းမတူသည့်အတွက်ကြောင်းလူတိုင်းလူတိုင်းဟာတူညီတယ်လို့ဆိုတာဟာလူသားအနေနဲ့သာတူညီတာဖြစ်တယ်အရေးချင်းချင်းကဘယ်လိုမှမတူညီနိုင်ဘူး မတူညီလို့ပဲဒီနေ့ဆယ်တန်းကစားထွက်တဲ့အခါမှာဒီပါတဲ့လူနဲ့မပါတဲ့လူနဲ့အောင်တဲ့လူနဲ့ကြားတဲ့လူနဲ့ကွဲပြားလာတာပဲလေဒီလိုကွဲပြားတဲ့လူလူဘဝခရီးကိုရှောက်လန်းကြတဲ့အခါမှာအလုံးလုံးကြတဲ့အခါမှာလည်းကွဲပြားချမ်းသာမှုတွေရှိအရေးချင်းကွဲပြားသည့်အတွက်ကြောင့်သူတွေကွဲအရေးချင်းကသူ့ကိုခွဲခြားတယ်လို့သူတို့ပဲပြောအဲ့ဒါကြောင့်ဒါဖြင့် ို့တွေဟာအောင်မြင်တဲ့ပုံကိုယ်တွေရဲ့အရင်ချင်းတွေကိုဘယ်ပုံပဲနှီးရအောင်ယူမလဲဆိုတာဒီကနေ့ခင်မပေါ်တဲ့ဤစနစ်တွေမဟုတ်ဘူးမြတ်စွာဘုရားဟောထားတဲ့ဤစနစ်တွေဟာအောင်မြင်ကြီးပွားခဲ့တဲ့ကမ္ဘာဥက္ကလာကစပြီးတော့ဆက်ဆက်လူသားတွေရဲ့တိုင်းဝိုင်းထဲမှာအောင်မြင်ကြီးပွားလာတဲ့အချက်တွေမြတ်စွာဘုရားဟောကြားတာဖြစ်တယ်ဒါကြောင့်မို့ဆရဏတရား15ပါးဆိုတာရှိတယ် ဲ့35ပါးဟာဒုနဲ့မဆိုင်ဘူးလို့ဒီလိုအောင်းမိကောင်းအောင်းမိလိမ့်မယ်မဟုတ်ဘူးเนาะလူတိုင်းနဲ့သက်ဆိုင်တဲ့တရားတွေပဲဖြစ်တယ်အဲ့ဒါတွေကိုကိုယ်တဏ္ဍာမှာအခြေခံအဆင့်သုံးနိုင်ရင်အခြေခံအဆင့်အောင်းမြင်မယ်အလတ်တန်းသုံးဆောင်လိုက်နာနိုင်ရင်အလတ်တန်းအဆင့်အောင်းမြင်ထိတ်တန်းရအောင်သုံးပြုရဲဆိုရင်ထိတ်တန်းထိအောင်အောင်းမြင်နိုင်တယ်ဆိုတာကိုရှုံးချလက်ခံထားဖို့လိုအပ်တယ်ပေါ့เนาะ ကိုယ်တိုင်လက်လက်တွေ့ကျင့်သုံးကြရမှာဖြစ်တယ်ပေါ့လောကမှာအရေးကြီးဆုံးစိတ်ချက်အောင်မြင်မှုအတွက်အရာရာအောင်မြင်မှုအတွက်အရေးကြီးဆုံးအချက်လေးချက်ကဘာတော့ဆိုရင်အောင်မြင်ခြင်းနဲ့ဆန္ဒရှိဖို့လိုတယ်ဆန္ဒရှိုံနဲ့မပြီးဘူးထိုဆန္ဒအားလျော်စွာကျူပန်အထုံးမှုဝီရိယရှိရမယ် ကျုပ်ဘာအထုံးမှုလုံးတဲ့အခါမှာအခက်ခဲဆိုတာကြုံတတ်လို့စိတ်ထဲကြံ့ခိုင်မှုဆိုတာရှိပုံလို့စိတ်ထဲကြံ့ခိုင်ပြီးတော့နောက်ဆုံးလိုအပ်ချက်ကဘာလို့ဆိုရင်စဉ်းစားညာအသိပညာပဲဖြစ်ဖြစ်ပေါ့သန္တာရဲ့ဝိရိယရဲ့ဝိမန္တရဲ့စိတ်ဓာတ်ရဲ့အဲ့ဒါကိုမြတ်စွာဘုရားကအဋ္ဌိပါဒအောင်မြင်ကြည့်ပါခြင်းရဲ့အကြောင်းနော်ဒီ the way of accomplishment ဘာသာပြန်လေးရှိကြ the means of accomplishment အောင်မြင်တဲ့နည်းလမ်းတွေလို့ဆိုရတယ်ဒါလူတိုင်းလူတိုင်းမှာရှိရမယ့်ကိစ္စလေကိုဘာဖြစ်ချက်တည်းလဲဟာနံပါတ်1ဖြစ်အောင်ကြိုးစားမှုကနောက်ကလိုက်ဖြစ်အောင်ကြိုးစားသလိုစိတ်ဓာတ်ကြံ့ခိုင်မှုရှိရတခါတည်းလုံလို့တခါတည်းအောင်မြင်တယ်ဆိုတော့မရှိဘူးဒါမို့လို့ပညာရှိတွေကဆုံးမပေးထားရှိတယ်နော် success comes after many failures ဆိုတဲ့စကားလေးကိုမှတ်ထားပါအင်္ဂလိပ်လိုမှဒီစကားဖြစ်တာမဟုတ်ပါဘူးเนาะအင်္ဂလိပ်လိုပြောတော့တချို့ကနားတဲ့ဝင်နေဆိုလို့အင်္ဂလိပ်လိုပြောတာနားတဲ့ဝင်တော့အောင်လို့ success comes after many many failures ဆိုတဲ့စကားရှိတယ်အောင်မြင်မှုသည်ကြာဆုံးခြင်းများစွာရဲ့နောက်မှလာတယ်အချင်းချင်းကြာဆုံးခြင်းဟာ အချင်းချင်းအတွေ့အကြုံတွေရရှိခြင်းပဲဖြစ်တယ်။သင်္ကားစာတွေရနိုင်။မလုပ်တဲ့လူကမရှုံး၊လုပ်တဲ့လူကရှုံး။နော်မလုပ်တဲ့လူကအွန်လိုင်းမအောင်ရှုံးလို့ဖြစ်။ဒါကြောင့်အချင်းချင်းကြာရှုံးခြင်းရဲ့နောက်မှာအောင်မြင်မှုဆိုလာတယ်ဆိုလုံးဝပဲလို့ဆိုလို့ရတယ်နော်။ success comes after many failures ဆိုတဲ့စကားရှိတယ်။